ဒီပူပီရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။နော်ဝေနိုင်ငံရဲ့ကမ္ဘာအကြီးဆုံးရှယ်ပုံငွေအဖွဲ့ကတက်စလာ CEO ကို Elon Musk ကိုစုကျင်းငွေပေးမယ့်ကိစ္စနဲ့ပတ်သက်ပြီးစန့်ချိန်မေးပေးမယ်လို့အင်ကာနီကပြောဆိုပါတယ်။ဒီတစ်ပတ်မှာကျင်းပမယ့်နှစ်ပတ်လည်အစည်းအဝေးပွဲမှာ Elon Musk ကိုဒေါ်လာ1 trillion တန်ကျေးရှိတဲ့ရှယ်ယာတွေပေးမယ်လို့ပါဝင်ပါတယ်။ စင်ကာပူအစိုးရဟာနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ရဲ့အိမ်နေရာကို နိုင်ငံတော်မော်ကိုတိုက်အဖြစ်ထုတ်ပြန်ဖို့စီစဉ်ထားရလို့နိုဝင်ဘာလ၄ရက်နေ့မှာပြောဆိုခဲ့ပါတယ်။လီကွန်ယူရဲ့သားသမီးတွေအကြအဆောက်အုံနဲ့ပတ်သက်ပြီးအပြင်အထံအငင်းပေါ်အပြီးမှာအခုလိုပြောဆိုလိုက်တာပါ။ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖွန်းမုန်တိုင်းခါမေဂီကြောင့်တည်ဆုံသူဦးရေ60ကျော်အထိမြင့်တက်လာပါတယ်။ဒေတာအလိုက်တီနိုလို့နာမည်ပေးထားတဲ့ခါမေဂီမုန်တိုင်းဟာ အင်ကာနဲ့အစောပိုင်းမှာကုန်တွင်ပိုင်းစီဝင်ရောက်ပြီးတဲ့နောက်အပြော့တော်ပင်မင်းတနအီလေတိုင်းတို့130ကီလိုမီတာနဲ့လေပြင်းတိုက်ခတ်မှုနှုန်း180ကီလိုမီတာတို့နဲ့နိုင်ငံတော်ဝန်ဆက်လက်တိုက်ခတ်ခဲ့ကမြောက်ပိုင်းပလောင်ဝင်နဲ့တောက်တရုတ်ပင်လယ်စီမုန်တိုင်းကဥတီခဲ့ပါတယ်။ဒီပူပီရဲ့နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။